မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မိတ်ဆွေတို့အသုံးပြုနေတဲ့ Android ဖုန်းတွေကိုစကင်တက်ပို့ပြီးတော့ညံဆန်တွက်လက်လာအောင်လုပ်တဲ့နီးစနစ်တစ်ခုကိုကျွန်တော်ဒီကနေ့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာမိတ်ဆွေတို့ကိုကျွန်တော်ပြသမှာဖြစ်ပါတယ်ပထမဆုံးကကျွန်တော်တို့ကလိုအပ်တဲ့ application ကို application လေးတွေကိုရှားတဲ့ search box နေရာလေးထဲမှာကျွန်တော်တို့ကအပ်လို့ကျွန်တော်တို့ရိုက်ရှာมาဖြစ်ပါတယ် about a bus clean app လို့ကျွန်တော်တို့ရိုက်ရှာมาဖြစ်ပါတယ်ခင်ဗျာဟောဒီ application လေးတစ်ခုဖြစ်ပါတယ်ဒီ application လေးက antivirus antivirus ထိတ်တန်းအကောင်းစားတွေထဲမှာပါတဲ့ application တစ်ခုဖြစ်ပါတယ် site ကတော့ကျွန်တော်တို့ဒီတဲ့ကိုဝင်ကြည့်လိုက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒီမှာဒီ update လုပ်ထားတဲ့နေ့ရက်ဒီဘာရှင်ဒီနောက်ဘောင်းလုတ်လုပ်ထားတဲ့အရေးအတွက်ဒီအဲ့ဒါကိုတွေ့ရမှာဖြစ်ကဲဒီ application လေးကိုကျွန်တော်တို့ဖုန်းဖုန်းနဲ့ install သွင်းနေမှာဖြစ်ပါတယ်ခင်ဗျာဒီ avast လို့ခေါ်တဲ့ application လေးဟာကျွန်တော်တို့မှာရှိတဲ့ jump file နေဟုတ်ကဲ့ဒါဆိုလို့ရှိရင် install twin နေဖြစ်ပါတယ် avats clean up phone cleaner ဆိုတဲ့ application လေးဟာ လုံးဝတွင်းပြီးတလောက်ဖြစ်သွားပါပြီဒီနေရာမှာ open ဆိုလို့ရှိရင်တော့ကျွန်တော်တို့ diet ကိုတန်းပြီးတော့နေပြီးတော့ပြန်ထွက်ပြီးတော့ဖုန်း screen ကနေပြီးတော့ဒီ avast clean up ဖုန်း cleaner application ကိုဝင်ရောက်มาဖြစ်ပါတယ်ပြန်ထွက်လိုက်ပါမယ်ခင်ဗျာ ဟုတ်တယ် application လေးဟာရောက်နေဖြစ်ပါတယ် application လေးကိုဒါဆိုရင်တော့ဒီပုံစံအတိုင်းဒီမှာအောက်ကဒီနေရာမှာကျွန်တော်တို့ရွေးချယ်စရာနှစ်ခုရှိပါ အဲ့ဒါတော့ကျွန်တော်တို့ဒီ content လုံးနဲ့ version တခုရှိမယ် upgrade ဆိုတာရှိပါတယ် upgrade ဆိုတော့ကျွန်တော်တို့ငွေကြေးပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒါမှကြော်ညာလေးတွေဒီ continue with အဲဒီနေရာမှာ start here ဆိုတဲ့ button လေးတို့ဘလို့လို့ရမယ်ဆိုတာသူက instruction ညွှန်ကြားမှုညွှန်ကြားချက်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင် ဒီပုံစံမျိုးအဆက်စတူဒီနေရာမှာ2 permission မစိမ်းဆိုပြီးတော့ဖြစ်နေပါတယ်ကျွန်တော်တို့သူ့ကို permission ပါတယ်ခင်ဗျာ အောက်က go to ဝင်လိုက်ပါ တဲ့နေရာမှာ on ပေးရမှာဖြစ်ပါတယ်အဲ့နေရာလေးကို on ပေးလိုက်ပါခင်ဗျာဒါဆိုလို့ရှိရင်တော့သူ permission နှစ်ခုမှတစ်ခုကိုပေးပြီးသွားရဖြစ်ပါတယ် usage access ဆိုပေးရမှာဖြစ်ပါတယ်အဲ့လိုအဲ့ဒါဆိုလို့ရှိရင် abut clean at antivirus application လေးကိုကျွန်တော်တို့က ဒီမှာ permit use access ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ off ရှင်းနေပါတယ်ခင်ဗျာဒီနေရာကို on ပေးလိုက်ပါဆောင်းပြီးတော့သူ့ကို permission ပေးရမှာဖြစ်ပါတယ်မန်ချက်ကလေးပေးလိုက်ပြီးတော့ okay ဆိုတဲ့နေရာကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာ okay ကိုနှိပ်လိုက်ပါ ဆိုရင်ဒီပုံစံတိုင်းမြင်ရမှာဖြစ်ပါတယ်အဲ့ခါသူ့ကို access ပေးပြီးဖြစ်ပါတယ် second for jump ဆိုတော့ကျွန်တော်တို့ phone မှာရှိတဲ့ jump file လေးကိုရှင်းလင်းဖို့အတွက်ကိုကျွန်တော်ဟောဒီဘက်ညားလေးပြထားပါတယ်အဲ့နေရာလေးကိုဝင်လိုက်ပါခင်ဗျာဒါဆိုရင်သူဟာကျွန်တော်တို့ phone မှာရှိနေတဲ့မလိုအပ်တဲ့ jump file လေးကိုသူရှာပြီးတော့ရှင်းနေပါရှင်းနေဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင် ဒီမှာ result ကို ကြည့်လို့ရပါပြီ you are all set and ready to claim ဆိုဖြစ်နေပါတယ်ကျွန်တော်တို့ result ကိုကြည့်လိုက်ပါခင်ဗျာဒီနေရာမှာဒီတော့ခတ်ထားတဲ့ဟာတွေကတော့ကျွန်တော်တို့ premium web သုံးမှရမှာဖြစ်ပါတယ် finish clean as ရနေရာလေးကိုနှိမ့်လိုက်ပါမယ်ခင်ဗျာဒီနေရာမှာ clear temporary app file ဆိုတာရှိပါတယ်ကျွန်တော်တို့ထဲမှာယာယီရှိနေတဲ့ file တွေရှိပါတယ်အသုံးပြုပြတဲ့ file တွေဒါတွေကိုကျွန်တော်တို့က clear button လေးကိုနှိပ်ပြီးတော့ရှင်းလင်းရမှာဖြစ်ပါတယ် clear button နှိပ်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ jam file တွေကိုကျွန်တော်တို့ရှင်းလင်းပြီးပြီဖြစ်ပါတယ် go to dashboard ဆိုနေလိုက်ပါခင်ဗျာဒီမှာလည်းပဲကျွန်တော်တို့က ဒီ upgrade ဆိုတဲ့နေရာကိုမရွေးချယ်ပဲနဲ့ continuous free ဆိုတဲ့နေရာကိုပဲကျွန်တော်တို့ဝင်มาဖြစ်ပါတယ်အဲဒီမှာ application ရဲ့တခြားသူ free ပေးထားတဲ့ဟို application နဲ့လည်းရှိပါတယ်ခင်ဗျာဟုတ်ကဲ့ထပ်ပြီးတော့ကျွန်တော်ဆန်းပြီးတော့ရှင်းလိုက် ရှင်းလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာရှိနေတဲ့မလိုအပ်တဲ့ file တွေကိုကျွန်တော်တို့ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကနေ့ဖို့ဒီဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတို့ကိုညှဝေလိုက်ရပါတယ်ဟောဒီဗီဒီယိုလေးကိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ